ီးမီးယားလိမှာချန်ပီယံဖြစ်နိုင်စေ54သက်သမ900ခန့်လုံးရှိလာတဲ့အာဆင်နယ်။အော့တာရဲ့စူပါကွန်ပျူတာကပရီးမီးယားလိမှာအာဆင်နယ်အသင်းရဲ့ချန်ပီယံဖြစ်နိုင်စေ54သက်သမ900ခန့်လုံးရှိလာပြီးတော့တွက်ချက်ဖော်ပြခဲ့ပါတယ်။ဒီရက်ဒီပရီးမီးယားလိပွဲစဉ်ရှိရပြီမှာအာဆင်နယ်အသင်းကရက်မှတ်16မှတ်နဲ့အမှတ်ပေးစရာကိုဥဆောင်နေပြီးတော့ဒုတိယနေရာကမက်ဆီသီအသင်းကို3မှတ်လက်ရှိချန်ပီယံလီပါပူအသင်းကို4မှတ်ဖြတ်ထားပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းရဲ့ချန်ပီယံဖြစ်နိုင်စေပုံပုံမြင့်တက်လာရဲ့လို့စူပါကွန်ပျူတာကတွက်ချက်ခဲ့တာ ာဖြစ်ပြီးတော့ဒီဟာဒီပရီးမီးယားလိချန်ပီယံဖြစ်နိုင်ခြင်းမှာအာဆင်နယ်က94သက်သမ48ရာခိုင်နှုန်းမက်ဆီတီကစက်ခွန်သက်သမ32ရာခိုင်နှုန်းလီဗာပူးကစက်ခွန်သက်သမ21ရာခိုင်နှုန်းရှိရလို့စူပါကွန်ပျူတာကဖော်ပြခဲ့ပါတယ်။တခြားပရီးမီးယားလိထိပ်သီးတွေရဲ့ချန်ပီယံဖြစ်နိုင်ခြင်းကတော့ချက်စီက4သက်သမ60ရာခိုင်နှုန်းစပါက3သက်သမ51ရာခိုင်နှုန်းမန်ချက်စတာယူနိုက်တက်က3သက်သမ29ရာခိုင်နှုန်းဖြစ်တယ်လို့စူပါကွန်ပျူတာကဖော်ပြခဲ့ပါတယ်။လောက်ကစားကုမ္ပဏီတွေရဲ့ပရီးမီးယားလိချ က်ပြရဆိုတဲ့အလေးပေးမှုမှလည်းအဆင်နဲ့အသင်းက၄၄၅လေးနဲ့ရေဘန်းအစားဆုံးဖြစ်နေပြီးတော့မစစ်တီအသင်းက9လေး2လေးလီဗာပူးအသင်းက6လေး2လေးချက်စီအသင်းက25လေး3လေးမန်ချက်စတာယူနိုက်တက်အသင်းက94လေး3လေးသတ်မှတ်ခံထားပါဗျာ